သာသနာတော်နှစ်2569ကောဇာတက္ကရီ1389ခုနှစ်နရောလာဇန်၈ရက်29ရက်17လ2025ကြာသာပတေးနေ့မန္တလေးမြို့ဦးဝင်းမြင့်ဒေါခင်အေဝင်းညီမဖြစ်သူဒေါခင်တန်းထေရွှေမြင့်ကလေးပဲခွဲတဲ့မိသားတစုဓမ္မဒါနာပြုသဖြင့်ဟောကြားအပ်သောအရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း 53တရားတော်ပြီးကြတဲ့ဘက်ကအပိုင်း52နှစ်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနဲ့တန်ဃာတော်များဗာရဏသီပြည်မိဂရာဟုန်တော်ကြီးတဲ့မှာသတင်းသုံးတဲ့အခိုက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှင်သာရိပုတ္တရာရဲ့ဂုံတွေပြောတဲ့နေရာမှာဘိကဝေယံတော်များအိုချက်သားတို့သာရိပုတ္တောသာရိပုတ္တရာသည် စတ္တရီ၄ပါးကုံတော်ရိယသစ္စာနိရိယသစ္စာတရားတွေကိုအာစိကိတုံပြောပြခြင်းကဒေသိတုံဟောပြခြင်းကပညာပေတုံသိစေခြင်းကဝိဝရီတုံဖွင့်ပြခြင်းကဝိပဇီတုံဝေဖန်ခြင်းကသကောတိဆွမ်းနိုင်တယ် အရှင်သာရိပုတ္တရာကြီးကသစ္စာတရားနဲ့ပတ်သက်လာရင်အကျယ်အားဖြင့်ဝေဖန်နိုင်တဲ့ပိုင်းခြားနိုင်တဲ့ဟောပြနိုင်တဲ့ဆွေးနွေးနိုင်တဲ့ဒီလိုပြောအဲဒါကြောင့်ရှင်သာတို့ရှင်သာရိပုတ္တရာကြီးကိုချင်းကကြချင်းသာရိပုတ္တရာကြီးကိုမှီဝဲရရှင်သာရိပုတ္တရာကြီးကပညာရှိတယ်တန်ဃာတွေပေါ်ကွာလဲစောင့်ရှောက်တဲ့စိတ်ရှိတယ်ဒီလိုလေးပြောပြီးတော့မြတ်စွာဘုရားပြန်ကြောက်သွားတယ်ပြန်ကြောက်သွားပြီးတော့မှအဲ့ဒီမှာရှင်သာရိပုတ္တရာကြီးကတန်ဃာတွေကိုခေါ်တယ် ငါရှင်တို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟောတဲ့ဓမ္မစကြာတရားဘယ်လူနဲ့ဘယ်လူဘယ်နတ်ကမှကန့်ကွက်တဲ့ပုဂ္ဂိုလ်မရှိဘူးတစ္ဆာဒုက္ခဇာတိပိဒုက္ခပရိသန္တိနေရတယ်ဆိုတာဒုက္ခလို့မြတ်စွာဘုရားဟောတယ်ပရိသန္တိနေရတာဒုက္ခကြီးမဟုတ်ပါဘူးလို့ကန့်ကွက်တဲ့နတ်ဆိုတာတယောက်မှမရှိဘူးတဲ့ကန့်ကွက်တဲ့လူလည်းပဲမရှိဘူးတဲ့ဘုရား ဒါကိုရှင်သာရိပုတ္တရာကြီးကပြောတာအပ္ပတိဂုတိယံသမဏေနဝဗျမဏေနဝဒေဝေနဝမာရေနဝကိနစီဝလောကသမိလောကကြီးမှာရှိကြတဲ့ဘယ်လူနဲ့ဘယ်ပြမဘယ်တတ္တဝါကမှပရိသန္တိနေရတာဒုက္ခမဟုတ်ပါဘူးလို့ကန့်ကွက်တဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့ပရိသန္တိရတယ်ဆိုတာဘဝရဲ့ဆင်းရဲတဲ့သဘောတွေမသိတဲ့အတွက်ဒါကြောင့်ရကြတာ ဆင်းရဲတဲ့ဘဝတွေထပ်ပြီးတော့ဖြစ်ရတာဘဝရပြီဆိုကြဲကဘဝနဲ့ပတ်သက်တဲ့ဆက်ဆက်နေတဲ့ဒုက္ခတွေကလည်းနောက်ကတက်စီပြီးတော့လာတော့တာပဲဇာတိပြည့်စရာသူတော်ကောင်းတွေသိတယ်ဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနသုပါယတာဇာတိပြည့်စရာဇာတိဆိုတဲ့အကြောင်းကြောင့်မွေးဖွားခြင်းဆိုတဲ့အကြောင်းကြောင့်လူဖြစ်လာပြီဆိုရင်သောကပရိဒေဝဒုက္ခဒေါမနသုပါယတာ ဟာတောကတွေဖြစ်တယ်တဲ့တောကဆိုတာသူတော်ကောင်းတို့တွေယင်ထဲမှာကြိတ်ပြီးတော့ပူရာမျိုးကတောကပရိဒေဝါဆိုတာယင်ထဲတင်ကြိတ်ပြီးတော့ပူရာမျိုးမဟုတ်ဘူးပါဇက်ကနေပွင့်ထွက်ပြီးတော့အမလီဖြစ်မှဖြစ်ရလေခြင်းလို့အော်ရာမျိုးပေါ့ပရိဒေဝါကြတော့အဲ့ဒါဥပယာတကြအဲ့လိုမဟုတ်ဘာမှကိုပါဇက်ကတမထွက်နိုင်တော့ဘူးတဲ့ပက်လက်ကိုလမ်းပြီးတော့ဟာအဲ့ဒါမေ့သလိုဖြစ်သွားတာမျိုးတက်သွားတာမျိုးဟာဒါဥပယာတာပဲ။ အဲ့ဒါကိုဦးဇင်းတို့ငငယ်စာသင်တုန်းကအိုးတွင်စီကျက်သောကားထွက်ရှန်တက်ပရိဝေလို့အိုးတွင်စီကျက်သောကားထွက်ရှန်တက်ပရိဝေအိုးတွင်စီကျက်အိုးတဲ့ကိုစီထည့်ပြီးတော့အောက်ကမိဘူးလေးထိုးကြည့်ပူပြီးတော့စီလေးတွေဟာဘာဖြစ်တုန်းအစပူကစားတော့အလုံးလေးတွေနည်း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 လေးထွက်တာပူလာပြီဆိုတာနဲ့ပြန်တယ်ပါစီကငြိမ်သွားတာစီငြိမ်နေတာသူတော်ကောင်းတို့တွေမပူဘူးမထင်နဲ့ ပူရာတီပင်နဲ့သူ့မှာငြိမ်နေတာနောက်တကအောက်ကမီးကပို့ပြီးတော့ပြင်းလာတော့အပူကမခံနိုင်တော့ဘူးဆိုဘာဖြစ်တော့ဝေပြီးတော့အိုးပေါ်မှာရှန်တက်တယ်တန်းပူရာတွေရှန်တက်တာတွေများသွားပြီးတော့တွင်းထဲမှာစီမရှိတော့ဘဲနဲ့အိုးထဲမှာစီမရှိတော့ဘဲနဲ့ခန့်ချောက်ပြီးတော့အာအိုးတွေဆိုရင် ပေါက်သွားတာကွဲသွားတာဒီလိုဖြစ်တာပေါ့ဝိသနုဘုရားသူတော်ကောင်းတွေဘုရားလည်းဒီတိုင်း ဇာတိဆိုတဲ့ပရိသန္ဓေနေရတဲ့ဒုက္ခကနေပြီးတော့လူရဲလို့ဖြစ်လာလိုက်ပြီဒီပရိသန္ဓေနေရတဲ့ဒုက္ခကနေဆက်ပြီးတော့ပေးလိုက်တာတော့ကလူတိုင်းတွေ့တာပဲနဲတာနဲ့များတာပဲကွာအဲ့တော့တော့ကဖြစ်ကြပြီဆိုရင်ထဲမှာကြိတ်ပြီးတော့ပူတာဟာတချို့ရင်ထဲတွေမခံနိုင်တော့ဘူးဗဇက်ကကိုပွင့်ထွက်ပြီးတော့အော်ငိုကြတာပရိဒေဝါ တချို့အောင်ငုံနေမကတော့ဘူးတခါတည်းအောင်မလေးဆိုပြီးတော့ပြောကိုမပြောနိုင်တော့ဘူးနဲ့ပက်လက်လန်ပြီးတော့တက်သွားတာလည်းရှိတယ်ဥပါယတာအဲ့ဒီတော့ဓာရီကဘာကြောင့်ဖြစ်တယ်လဲလို့မေးရင်သူတော်ကောင်းတို့တို့ဖခင်ကအဝိဇ္ဇာမသိမှုတဏှာလိုချင်မှုဒီနှစ်ခုကြောင့်ဖြစ်လာတယ်လို့ဒီလိုပြောတယ်အဲ့တော့မသိမှုကြောင့်ဖြစ်လာတယ်မသိမှုကြောင့် ဇာတိသရဗျာတိမရဏသောကပရိဒေဝတွေဖြစ်ရတယ်ဆိုရင်သိပြီဆိုရင်တော့သောကဖြစ်စရာမရှိဘူးသိရင်ပရိဒေဝဖြစ်စရာမရှိဘူးဒုက္ခဒေါမနတာဖြစ်စရာမရှိဘူးအဲ့တော့ဇာတိပြည့်စရာသရမရဏသောကပရိဒေဝဒုက္ခဒေါမနတုပါယတာဇာတိကြီးဖြစ်လာတဲ့အတွက်ဒါကြောင့်မသိမှုဆိုတဲ့အတွက်ဒါကြောင့်သောကတွေပရိဝေဒတွေဒုက္ခတွေဥပါယတာတွေဖြစ်တယ်ဆိုရင်သိလိုက်မယ်ဆိုရင်တော့ တောကပရိဒေဝတွေဖြစ်เสียမှရှိဘူးပေါ့ဒါဆိုရင်ဘဝမှာသူတော်ကောင်းတို့တွေတောကမဖြစ်ခြင်းဘူးဆိုရင်သိအောင်လုပ်ရတောကငြိမ်းခြင်းနဲ့ဆိုရင်သိအောင်လုပ်ရမှာဒုက္ခငြိမ်းခြင်းနဲ့ဆိုရင်သိအောင်လုပ်ရမှာအပူငြိမ်းခြင်းနဲ့ဆိုရင်သိအောင်လုပ်ရမှာဘလောက်ထိသိအောင်လုပ်ရမလဲမေးလိုက်တော့သူတော်ကောင်းတို့တွေအနာဂါမိမက်ဖို့အဆင့်ရောက်ပြီဆိုရင်ပူဆွေးတယ်ငူကြွေးတယ်ဆိုတာမရှိတော့ဘူး ဒီအကြောင်းတွေကိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဘာလို့လဲမေးလဲတော့ဟာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ကိုစားတန်ဃာတော်တွေကိုသစ္စာ၄ပါးရှင်းပြတာဒုက္ခဘာကြောင့်ဖြစ်တယ်လဲသမုဒိယသစ္စာကြောင့်ဖြစ်တယ်အဲ့ဒုက္ခကိုသိအောင်လုပ်ရမယ်ဒုက္ခသိပြီဆိုရင်ဒုက္ခသစ္စာပရိဒုက္ခသစ္စာကိုသိအောင်လုပ်သမုဒိယသစ္စာပယ်နိုင်အောင်လုပ်ရမယ် နိရောဓသစ္စာကိုမျက်မှောက်ပြုရမယ်မက္ကသစ္စာကိုပွားရမယ်ဆိုပြီးတော့တိပွဲစိုက်ပွားအရှင်သာရိပုတ္တရာကြီးကတပည့်များကိုတန်ဃာတော်များကိုခေါ်ပြပါတယ်အဲဒါကြောင့်တရားချေခင်သတော်စင်များဦးဇနုတတွေဒီတစ်ပတ်မှာသစ္စာဝိပင်ကတုတ်အနစ်ချုပ်ပြီးတော့မှအရှင်သာရိပုတ္တရာခေါ်တဲ့သစ္စာတရားကိုခေါ်ပြပါတယ်ဗျာဤကဲ့သို့ဓမ္မသည်အာလုံကိုစီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ ဆုတောင်းပေးရင်လည်းဒေသနာဏီကုံကပ္ပဖုံးကြပါစို့အိမန္ဓမ္မဒေသနာဤတရားဒေသနာတော်ကိုသုတ်တဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်တင်သူတော်ကောင်းပေါင်းတို့မှဒုံမေကံလမ်းမနီမခยีမကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမေကံလမ်းမနီမခยีမံကိုဥုံဆောင်ဖြောင်းပြောက်မတ်မတ်ယံတုကောင်းစွာမသွေ့ လိုက်သွားနိုင်ကြပါစေကုန်တည်း